င်္ဂလာပါနော်ဘရာသာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ဒီပေါ့နော်ဒီ2025ဒီအရင်လမှထွက်ထားတာပေါ့နော်ဂိမ်းလေးအဲ့ကောင်လေးဘာဂိမ်းလေးလဲဆိုကျွန်တော် Bitcoin miner လေးပေါ့နော် तू ကတော့အာ तू ကတော့ mining တူရတာပဲပေါ့နော်ဒါပေမဲ့ तू က Bitcoin တူရတာအဲဒီကောင်လေးကကြာတော့ तू ကကျွန်တော်တို့ရိုးရိုးရှင်းရှင်းပဲပေါ့နော်ဒီဂိမ်းလေးကကြာတော့ तू ကဒီအဲသူတို့တက်မှတ်ထားတဲ့24နာရီမှာတစ်ချိန်ပဲဝင်ယူရတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ကဒီကောင်လေးကိုဘယ်လိုဒေါင်းအောင်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအဲကျွန်တော်တို့ဒီ Play Store ကနေဒေါင်းလို့လည်းရရပါတော့။ Play Store ကနေ Bitcoin Miner ဆိုပြီးဒေါင်းလိုက်ရင်ရပါတယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ Chrome တို့ဘာတို့ကလည်း download ရရပါတော့မိမိစင်ပြတဲ့ဥစ္စာကြိုက်တဲ့ application ကနေ download ရရပါတော့ဒီအဲ့တော့ကျွန်တော်တို့ဒီ minor game လေးတွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့နော်အဲတကယ်လို့ကျွန်တော်တို့အကောက်ဖွင့်ရမယ်ဆိုလဲသူက Google လေးနဲ့ချိန်ပြလိုက်မယ်ပေါ့နော်အဲအဲဟိုပါပေါ့နော် refer code ကိုကြာတော့ကျွန်တော်ဒီ video လေးရဲ့ဘေးနားမှာ Google လေးချထားပေးမယ်အဲ Google လေးကိုထည့်ပေးခြင်းပြီးကျွန်တော်တို့ကိုကူညီပေးလို့ကူညီပေးစီခြင်းနဲ့ပေါ့နော် okay အဲ့တော့ကျွန်တော် နည်းလေးစလိုက်မယ်အဲဒီမဲ့ပေါ့နော်ကျွန်တော်ဒီမှာနည်းနည်းလေးတူးထားတာလေးရှိတယ်ဒီမှာအပေါ်မှာတက်နေရပေါ့နော်ကျွန်တော်တူးထားတယ်အဲကျွန်တော်မနေ့တော့တူးထားရပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကအဲဒီ home page လေးရောက်ပြီပေါ့နော်ကျွန်တော်ဒီ application လေးကို down ပြီ home page လေးကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုလေးဖြစ်နေမယ်ပေါ့နော်ဒီလိုလေးဖြစ်နေမယ်အဲ့ကြောင့်ရှင်ကျွန်တော်တို့ကဘာနေရမလဲဆိုလို့ရှိရင်တော့နည်းနည်းလေးရှင်းပြမယ်ပေါ့နော် ။ပထမတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ကဒီပေါ့နော် ET ဆိုတဲ့ဥစားလေးပေါ့နော်ဒီကောင်းလေးကကျွန်တော်ကျွန်တော် ET video ကြည့်ရတယ်ပေါ့နော် short video အသေးလေးပေါ့နော်အဲ second ပိုင်းလေးကြည့်ရတယ်အဲကျွန်တော် second 3ပေါ့နော်ကျွန်တော်ကြည့်ရတယ်ပေါ့နော်သူကကျွန်တော်30 ठी ရမယ်ပေါ့နော်အချိန်30 ठी ကျွန်တော်တို့ကြည့်ခွင့်ရှိမယ်အဲဒါကတော့ကျွန်တော်ကနည်းနည်းလေး video တွေရှိသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကြည့်မပြတော့ဘူး အဲ့ဒါကြည့်လို့ရှိရင်တော့ကျွန်တော်တို့ကဒီ max တီတိုးရယ်ပေါ့နော်မြန်မြန်မြန်နေပေါ့နော်သူကဒီ 5.6GHz ဆိုလို့ရှိရင်မြန်သွားရယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်မြန်မြန်ရရယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒုတိယတစ်ချက်အနေနဲ့ကတော့ free အဲဒါကတော့ကျွန်တော် free အကြောင်းကိုပြောတာပေါ့နော်ဒီမှာเนาะဒါဆိုရင်ဒီ claim ဆိုတဲ့ဥစ္စာလေးရှိရယ်ဒုတိယတစ်နေရာလေးပေါ့နော်အဲ့ကောင်လေးကနေကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအဲမြန်မြန်နဲ့ကြည့်လိုက်မယ် โอเคဒီမှာပေါ့เนาะကျွန်တော်ကခြံတော့ဒီမှာနှိပ်လိုက်တာကကျွန်တော် line ကြနေလို့ပေါ့เนาะ line ကြနေတဲ့အတွက်ကျွန်တော်နှိပ်လို့မရဘူးပေါ့เนาะဒီလိုလေးမျက်နှာပြင်ပေါ်နေတယ်โอเคအဲ့တော့ကျွန်တော်ကတော့ဒီ line ထားလိုက်တော့မယ်ပေါ့เนาะအဲကျွန်တော်တို့ဒီဆက်ဆက်ဝင်ချင်းဆိုကျွန်တော်တို့တူရမှာဒီဟာလေးနှိပ်မှကျွန်တော်တို့ကဒီ coin တက်မှာเนาะအဲဒီ coin တက်မှာအဲ့ဒါမနေဖန်နဲ့ကျွန်တော်တို့ကွိုင်းမတက်ဘူးဒီအပေါ်ဟာကြတော့ကျွန်တော်တို့ကဘာအတွက်လဲဆိုရင်ကျွန်တော်တို့ဒီ mask ပေါ့เนาะ JS 2အောင်လို့မျိုးပေါ့နော် mining power 2အောင်လို့မျိုးကျွန်တော်ဗီဒီယိုကြည့်တာဒီကောင်လေးလုံးမသက်လင်းရင်ကျွန်တော်တို့ကတိုးမှာပေါ့နော်โอเคအဲ့တော့အဲဒုတိယတစ်ခုကတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ free မလုပ်ချင်ဘူးမြန်မြန်ရချင်တဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဒီပဲပေါ့နော်အဲဒီကောင်လေးတွေကျွန်တော်တို့ကဝယ်လို့ရရပေါ့နော်ဒီကောင်လေးဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘလောက်ဆိုရင်ဘလောက်ဝယ်လို့ရရပေါ့နော်အဲပြီးတော့ခါကျတော့ဒီ mining power တွေကိုလည်းကျွန်တော်တို့ကမြင်လို့ရပေါ့နော်ဒါကျွန်တော် line လေးတော်တော်လေးကြာနေလို့ပေါ့နော်โอเค sorry အဲ့တော့ကျွန်တော်တို့ကဘာအတွက်ဒီကောင်တွေတူးမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Bitcoin mining ကဒီပေါ်တော့ရိုးရှင်းရှင်းပဲကျွန်တော်တို့ဘာမှတိတ်ပြီးတော့မှလှုပ်ရှုပ်နေကြလည်းမလို့ဘောเนาะဒါတည်းကကျွန်တော်သူကကျွန်တော်တို့ပေါ့เนาะဒီဝယ်ရတဲ့အရာလေးပေါ့เนาะကျွန်တော်ဝယ်ရမယ့်အရာလေးတွေဒီကောင်ကကျွန်တော်တို့ဘာနဲ့ဝယ်ရမှာလဲဆိုလို့ရှိရင်တော့တကယ်လို့ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်စီမလာဝယ်လို့ရရပေါ့เนาะဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကကျွန်တော်တို့ပေါ့เนาะဟိုပါပေါ့ဒီ visa card နဲ့ဝယ်ရတာများတယ်ပေါ့เนาะ visa card နဲ့ဝယ်ရတာများတယ် โอเคအဲ့တော့ဗီဇာကတ်နဲ့ဝယ်ဒီကောင်အောင် mining ကိုလောက်ချင်တယ်ဗီဇာကတ်မရှိဘူးဆိုရင်ကျွန်တော်စီမှာလာဝယ်လို့ရတယ်ကျွန်တော်ဝယ်ပေးတယ်ပေါ့နော်โอเคပြီးတော့ခါကျတော့ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ mask ဆိုတာလေးရှိတယ်အကောင်လေးကကျတော့ကျွန်တော်ဘာတွက်သုံးဝင်တာလဲဘာလုပ်ရလဲဆိုတော့ကျွန်တော်ပြပြပေးမယ်အဲဒီမယ်ပေါ့နော်ဒါကကျတော့ကျွန်တော်တို့9.99 USD အဲဒေါ်လာပေးလို့ရှိရင်ပေါ့နော်9 USD ဒီမဟုတ်ပါဘူး USD ပေါ့နော်9.99ဒေါ်လာပေးလို့ရှိရင် ကျွန်တော်တို့ကဒီ charging ဘလောက်ဘလောက်ဆိုသူကရတယ်ပေါ့နော်ဒါကတော့ဝယ်တာပေါ့နော် market ဈေးပေါ်မှာဝယ်တာဟေးအဲ့တော့ကျွန်တော်တို့ကဒီမှာ balance ကကြာတော့ကျွန်တော်တို့ဒီတူးထားတဲ့အရာလေးပေါ့နော်ကျွန်တော်တို့တူးထားတဲ့အရာလေးတွေကိုကျွန်တော်ကကြည့်မှဖြစ်တယ်အဲ့ဒီမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ကတူးထားတဲ့အရာလေးတွေ okay အဲ့တော့ကျွန်တော်တို့ကဒီဘက်ဘေးဆုံးမှာရှိတဲ့မီဆိုတဲ့ဥစ္စာလေးကိုတစ်ချက်လာကြည့်လိုက်ပေါ့နော် โอเคมีซูราလေးကိုရောက်ပြီဆိုရင်ဒါကကျွန်တော်လူတစ်ခါမှမခေါ်ရသေးလို့ကျွန်တော်ရဲ့ link ကိုတစ်ခါမှမသုံးရသေးတာဖြစ်တဲ့အတွက်အဲဒီမှာကျွန်တော်က0ဖြစ်နေရပေါ့နော်โอเคတကယ်လို့လူခေါ်လို့ရှိရင်လည်း तू ကဒီ coin လေးပေးရပေါ့နော်အဲဒီပေါ့နော်ကျွန်တော်ရဲ့ဒီဒါဆိုရင်ကျွန်တော် invite code ပေါ့နော်ဒီ invite code ကလေးကို copy you ယူပြီးတော့တခြားတယောက်စီကိုပို့လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရတယ်ကို invite code ကိုလည်းအဲ့လိုလေးဒီမှာ copy လေးယူပြီးတော့မပို့လိုက်ရင်အဆင်ပြေသွားပြီပေါ့နော်โอเคတကယ်တမ်းကျတော့ကျွန်တော်တို့ကဒီကောင်လေးတွေကကျတော့ယူရှင်းနဲ့ပြောခါကျကျွန်တော်တို့ဘာမှတော့သိပြီးတော့လုတ်ဆရာတော့မလို့ဘူးပေါ့เนาะ โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတုတ်ထားတဲ့ coin တွေကိုဘယ်လိုထုတ်မလဲထုတ်မှာကတော့ကျွန်တော်တို့တခုရှိတယ်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီ balance တွေကိုပဲကျွန်တော်တို့ပြန်သွားလိုက်ပေါ့နော် balance တွေကိုသွားပြီးသွားရင်ဒီပုံမှာရှိတယ် reading ဆိုတာလေးရှိရပေါ့နော်ဒီမှာတခုပြောစရာရှိတာကသူကကျွန်တော်တို့ပေါ့နော်ဒီ channel wallet တွေနဲ့ထုတ်လို့မရဘူး speed wallet နဲ့ပဲကျွန်တော်တို့ကထုတ်လို့ရတယ်ပေါ့နော် speed wallet နဲ့ပဲကျွန်တော်တို့ထုတ်လို့ရတယ်ပြောခါကြတော့ကျွန်တော်တို့ကဒီ speed wallet ကို down ထားပါတော့เนาะ down ပြီးသွားရင်ကျွန်တော်တို့အကောင့်ကလေးဖွင့်လိုက်ပါတော့ဖွင့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ အဲစပြီးတော့မထုတ်လိုက်ရပေါ့အမောက်ကတော့သူကဘလောက်ကနေစထုတ်လိုက်ရလဲဆိုရင်0.0ဘယ်နှလုံး246 6လုံးကနေပြီးတော့6လုံးနဲ့ပေါ့နော်6လုံးနဲ့ကနေပြီးတော့မှကျွန်တော်တို့ဒီပေါ့နော်0.04လုံး25တိကျွန်တော်ထုတ်လိုက်ရပေါ့နော်အဲဒီမှာတော့ address ကတော့ကျွန်တော်တို့ဒီ speed wallet က BTC ရဲ့ address ကိုပဲကျွန်တော်တို့ကထည့်ပေးရမယ်ပေါ့နော် BTC အဲ BB20 မဟုတ်ဘူးနော် brother ဆရာကြည့်ပါ BTC address ဆိုတာလေးရှိတယ်အကောင့်လေးကိုကျွန်တော်တို့ထည့်ပေးရမယ်ပေါ့နော်မှားမှာဆိုလို့ဒီချာလေးကြည့်ပါနော် BTC BTC address ဆိုတာကကျွန်တော်တို့ BTC BTC coin ပေါ့နော်အဲ့ coin ရဲ့ wallet address ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့က reading လုပ်လိုက်တာနဲ့သူကပို့ပေးမယ်ပေါ့နော်ဒီကတော့ကျွန်တော်မှရှိတဲ့ဥစ္စာကိုကျွန်တော်တို့ဘလောက်ရှိလဲဘလောက်ဆိုပြီးတော့ကျွန်တော်တို့ကထုတ်လို့ရရပေါ့နော်โอเคအဲ့တော့ကျွန်တော်ကအဲ့နဲ့ပြည့်လို့ရှိရင်တော့ကျွန်တော်လာထုတ်ပြပေးမယ်ကျွန်တော်ပြည့်တော့ပြည့်တော့မယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကလောက်ပါပဲပေါ့နော်အဲ့ဗီဒီယိုကိုစောင့်နေကြည့်ပြီး brother အဲ့အတွက်လည်းအထူးဝဲကျူးတင်ပါတယ်နော် bye bye